ံးမင်္ဂလာပါ TKC တပတ်ထိုင်မှုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုအမေးများတဲ့ coffee အပူဖြော်နည်းလေးကိုဒီနေ့လာပြီးတော့လှုပ်ပြပေးမယ်ဘသူတွေသိချင်ကြလဲသိချင်တယ်ဆိုရင် comment ထဲမှာ yes လို့ရေးမယ်ဘယ်လိုမျိုးဖြော်ရလဲဆိုတာကိုသွားပြီးတော့ကြည့်ကြမယ်အရင်ဦးဆုံး coffee ဈေးကိုအရင်ဦးဆုံးချိန်မယ်ပြန်ကော်ဖီအကြမ်းမဟုတ်25မီလီတစ်စုံမမောက်ထည့်မယ် ြည့်လစ်သွားအောင်ဒီလိုမျိုးလေးဖိလိုက်မယ်နော်ကဲပြီးရင်ဒီမှာအရေထုတ်မယ်ကော်ဖီအရေ30မီလီထုတ်မယ်နော်နွားနို့ထည့်မယ်နွားနို့ကတော့125မီလီထည့်မယ်နော်ပြီးရင်မင်းပေါ့နော်မင်းကတော့ကျွန်တော်50မီလီထည့်မယ်နော်အပူရိုက်မယ် သွားဆိုရပြီကဲခဏတော့ငါကော်ဖီလေးကိုအကုန်လုံးလောင်းထည့်လိုက်မယ် ကော်ဖီပူဖြော်နေကတော့ဒီလောက်ပါပဲဒီထက်မကကိုကစီးပွားဖြစ်လောက်ရောင်းချင်တယ်လောက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့မှာတင်တန်းလေးတစ်ခုရှိတယ်အဲ့ဒီတင်တန်းမှာဆိုရင်ကျွန်တော်တို့အပူပိုင်းရောအေးပိုင်းရောကျွန်တော်တို့နှစ်မျိုးထည့်ထားပေးတယ်တင်တန်းရှိတယ် AD Coffee Online Club လေးရှိပါတယ်ပုံမှန်တင်တန်းကြီးအဖြစ်ကတော့ကျွန်တော်တို့တသိန်းခွဲရှိတယ်ဒီဗီဒီယိုကနေ screen shot ပြီးလက်အပ်တဲ့လူ၃ဦးအတွင်းကိုတသိန်းနဲ့ယူသွားလိုက် နော်ကြည့်ပြီးတဲ့လူတူးချင်းစီကိုလည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေး లై ဒီမှာပြန်ဆုံကြပါသေးတယ်အားလုံးပဲကျမ်းမာကျမ်းသာကြပါစေ